အားလုံးပဲမင်္ဂလာပါဘေးရင်ဝေးမကျူးသူပါလေကျွန်တော်မနှောပေးတယ်ဒီနေ့ကျွန်ုပ်စီတို့ကိုစိန်ပွင့်တရားကိုရောက်လာပါတယ်ကျွန်ုပ်မှာကဲပြောကိုစိန်ပွင့်ခင်ဗျကျွန်တော်နဲ့တိုင်ပင်နေတာဘာကိစ္စလဲကိုစိန်ပွင့်မှာကျွန်တော်ညီတယောက်အတွက်လုပ်ငန်းနမီလေးပေးထားတာမေးချင်လို့ပါဆရာ ဆရာအာရောအာရဲ့လားဒီနေ့ဒီနေ့ဘေးရင် ဟောလိုက်ဆရာလုပ်ငန်းနေလုပ်လိုက်နဲ့မပြင်းမမှုလားလို့မေးပါတယ်ကျွန်ုပ်ပါဘေးမနာဖို့ကိုစိန်ပွင့်ရင်ဒါပေမဲ့ကျွန်တော်လုပ်ငန်းနေနဲ့ပတ်သက်ပြီးဘယ်တော့မှစိတ်မညစ်ပါဘူးစူပါတို့ကျွန်တော်ဒီလုပ်ငန်းလာမိပေးသူတွေနေ့တင်များစွာရှိပါတယ်တို့လုပ်ငန်းအတွက်အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတွက်ပေးပါတယ် ကောင်းတာထက်ပိုပြီးကောင်းအောင်ကြိုးစားနေပါလေ။တို့လုပ်ငန်းညောင်မြင်တဲ့တန်ကြာရင်ကိုပီတိတွေဖြစ်နေရတာပါ။ကဲပါမေးရရှိတာမေးပါလို့ပြောလိုက်ပါ။โอเคမိကျင်နာကဒီလိုပါဆရာသူကိုယ်တိုင်ရကျွန်တော်ရောက်ပြထားတယ်အမိပါဆရာသူကဘုရုဥဒ္ဒပါဆရာ မာဘုတ်ချောက်ကျွန်းကွာရာသာဝါဖြစ်ပြီးတော့သူပေးခြင်းနဲ့အမိကလက်မိုးဖြစ်ပါတယ်သူနမိကတော့ကျွတ်သူကရာသာဝါဖြစ်ပြီးဘုရုဥစ္စာကြာသာပရိသုံးမိကမာဘုတ်ရရာသာသာထုံဆုံးမိအင်္ဂဝိဒာရကြည့်ရင်လေမွေးနေစာညွန်ဆုံးမိဖြစ်အောင်နှစ်ယောက်ပေါင်းပြီးစဉ်းစားလိုက်တာဆရာသူကလက်ကြိုက်တယ်လို့ပြောပါတယ် ဆရာပြောသလိုပဲလीမကောင်းဘူးလားလို့မေးပါကျွန်တော်မကောင်းတော့ကောင်းပါလေဒါပေမဲ့မကောင်းဘူးအပေးတင်မှုကိုစိန်ပွင့်လို့ပြောလိုက်တော့ကိုစိန်ပွင့်ပြောသလိုပဲသူကရာသာပွားဖို့လိုဟုဒါကြောင့်ဘုရုဥစ္စာကြာတာပဲဆိုလုံငန်းနမီကကောင်းနေမကောင်းမှုဆိုတာကတော့သူ့နာမည်ကြောင့်ဖြစ်ပါလေ ်သူကတနင်္လာနာမရှင်ဖြစ်နေတယ်တနင်္လာနာမရှင်ကြော်ထုတ်အတွက်ဘုရုစကြာသာရေးဆုံးလုပ်ငန်းနာမီဟာစောလာခင်းမိထားပါတယ်ဒါကြောင့်မပေးသေးမှုပြောတာကိုစိန်ပွင်းလို့ပြောလိုက်တော့ကိုစိန်ပွင့်ဟာခေါင်းလေးညိန်ပြီးတော့ကျွန်တော်တားလိုက်ပါမယ်ဆရာပြောပြီအဲ့ဒီအကြောင်းဆက်မပြောကြတော့ပါဘူးကျွန်တော်လည်းဆက်မပြောတော့ဘူး ်ချာစီဝိုင်းအကြောင်းကြားရင်လည်းဒါဥတီလိုက်ပါလေကဲနောက်ပိုင်း၄နှစ်ကြာသွားတော့အဲ့ဒီကိုစိန်ဝင်လာပြောသွားတာကအဲ့ဒီအမိနဲ့မလို့ဖို့တားကြဒါပေမဲ့သူ့ညီကပြောမရကြသူဟုတ်တယ်မဟုတ်တယ်တည်ယူတန်းကြအဲ့ဒီလက်မိုးအမိနဲ့ပဲလှုပ်ဖြစ်သွားပြီးတော့လုံငန်းကလည်းကောင်းနေအောင်မြင်နေဒါပေမဲ့ရရှိမခံလိုက်ပါဘူးဆရာကျွန်တော်ညီကျော်တော်ဟာ ကျမ်းမာရေးကြောင့်ဝေကြီးအကုန်ကြသည်များစွာပြီးတော့အဲ့ဒီကျမ်းမာရေးကြောင့်ပဲလက်မိုးထည်နဲ့ဖက်နှက်ဆိုင်ဆိုင်လုပ်ငန်းဟာရပ်ဆိုင်းသွားပြီဖြစ်ကြောင်းလာပြောတော့ပါလေလုပ်ငန်းနဲ့ပြီးပြီးတဲ့အခါလုပ်ငန်းဦးဆောင်သူနမီကအလွန်ရေးကြည့်ပါတယ်နေ့နဲ့ဟာရေးပါတယ်ဆိုပေမဲ့ နမီလောက်တော့သွားတတိကြီးမနေပါဘူးတစ်ချက်လေးမှလိုက်တာနဲ့ယခုကဲ့သို့မှသွားနိုင်ပါလေတချို့ကနမီဟာရေးမကြည့်ဘူးလို့ထင်းနေတဲကြပါဘင်းနေရာမှာကျွန်တော်အနေနဲ့ကာကယ်ရှင်နမီများနန်တူလွှဲပြောင်းပေးထားပါလေကျွန်တော်ဖော်ပြသဘဲအကြောင်းအရာမစို့ကာကယ်ရှင်နမီများမထည့်သွင်းထားပါဘူးနန်တူနိမ့်နေနေဖြစ်တာဖော်ပြခြင်းဖြစ်ပါ အားလုံးပဲမိတ်ဆွေများရှင်လဲချက်မြကြပါခင်ဗျာ